မ်းဖီးရဲ့မာဂုံကိုပြသဖို့ပြိဋ္ဌတ်တွေပါဝင်ကစားရတော့မယ့်အရေးကြီးပွဲစဉ်တစ်ပွဲအားလုံးမင်္ဂလာပါရှင်စပော့ကဘာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လေဘာဘူးအသင်းကတော့တနင်္ဂနွေညမြန်မာစံတော်ချိန်9နာရီခွဲမှာ West Ham အသင်းကိုအိမ်ခွင်းမှာအဲ့ခံသွားရမှာဖြစ်ပါတယ်။ဆိုခဲ့သလိုပါပဲအခုချိန်မှာပြိုင်ပွဲတိုင်းကဖိုလ်လူပွဲပေါ်မှာအရေးကြီးနေပြီးတော့အာတုံခွန်ဆိုင်စူးစမ်းရရမယ့်အချိန်မျိုးဖြစ်ပါတယ်။ ။ကစားသမားတွေအနေနဲ့တရားရဂိုင်းနှုံးအပြည့်စူးစမ်းအထောက်ရမှာဖြစ်ပြီးတော့ခြေတလန်းမှားတာနဲ့မလိုလားအပ်တဲ့စကားသံတွေနဲ့အတူ PR တွေကတောင်းလိုပုံပြီးကြားရောက်လာမယ့်အချိန်ကာလတစ်ခုပါ။ဒီလိုအချိန်မျိုးမှာအရေးကြီးဆုံးအချက်တစ်ချက်အနေနဲ့တည်ရှိနေတာကတော့ AMF ရဲ့မာဂုံကိုပြသဖို့လိုအပ်နေခြင်းပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ WhatsApp လို့အသင်းကို AMF မှာရင်ဆိုင်သွားရမှာကကြိုးကြနေတဲ့အတွက်တပန်းတာနေစီတာဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာဖူဟန်အသင်းကိုအဝေးကွင်းမှာအရေးနှင်ခဲ့ပါတယ်။ဒီအတွေ့အနစ်နာသွားတဲ့ရမတ်တွေကိုဝါဆမ်အသင်းစီကနေပြန်ယူရမှာဖြစ်ပါတယ်။ဝါဆမ်ဆိုတာကလည်းလက်ရှိမှာဖောင်အရန်ကောင်းနေတဲ့အသင်းတစ်သင်းမဟုတ်ပါဘူး။နောက်ဆုံး၅ပွဲမှာလက်စတာလိုအသင်းမျိုးကိုပဲအနိုင်ကစားထားနိုင်တဲ့အသင်းမှာဒီတော့လီဗာပူးအနေနဲ့အိမ်ကွင်းပရိသတ်အားနဲ့အတူဖြစ်ကစားမယ်ဆိုရင်တော့ဂိုးပြတ်အနိုင်ယူသွားနိုင်မယ့်အနေအထားမှရှိပါတယ်။လီဗာပူးတို့အတွက်အရန်ကြီးခက်ခဲမှာမဟုတ်ဘူးလို့ဆိုလိုချင်ပါပဲ။ ဒီပွဲနဲ့ပတ်သက်ပြီးအသင်းကားဆောင်ဖန်တိုက်ကအခုလိုပဲပြောထားပါဗျ။ခမည်းတော်ရဲ့စိတ်အားထက်သန်စွာအားပေးမှုအတန်တွေကိုကြားရတာကျွန်တော်တို့အတွက်အားအင်တွေအများကြီးကိုဖြစ်စေပါဗျ။အဲဒါကြောင့်တကွင်းလုံးစုညံနေအောင်အတန်ကုန်ဟစ်ပြီးအားပေးကြဖို့တိုက်တွန်းချင်ပါတယ်။တိုင်ဘက်တွေအတွက်တနိုင်တလောက်အခက်ခဲဆုံးအခြေအနေတွေကိုဖန်တီးကြတာပေါ့။ဘာတွေဖြစ်လာနိုင်မလဲဆိုတာသိနေပြီပဲလေ။ရှားဒီကောင်မှာကျွန်တော်တို့အတွက်တခုခုထူးထူးခြားခြားဖန်တီးဖို့ကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့ နောက်ထပ်ကြီးမားတဲ့အနိုင်ရမှတ်သုံးမှတ်ကိုရယူလိုက်ကြရအောင်ပါလို့ပြောဆိုထားပါတယ်။ကစားသမားတွေအပြင်ပရိသတ်တွေပါဝင်ကစားရမယ့်အနေအထားမျိုးပါပဲ။နောက်ဆုံးထိတ်တိုက်တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုရင်လေလီဗာပူးကအတော်လေးကိုအသာစီးရယူထားနိုင်ပါတယ်။ပထမအကြော်မှာ၅ဂိုးပြည့်အနိုင်ယူထားနိုင်တယ်လို့မနစ်ကဆိုရင်လေ3-1နဲ့အနိုင်ယူထားနိုင်တာကိုတွေ့ရပါတယ်။ထိတ်ဆုံးကိုထိုးထွက်နေတဲ့အသင်းနဲ့ရလက်တွေတိမ်းမောက်နေတဲ့အသင်းတို့ရဲ့တွေ့ဆုံမှုလေးဖြစ်ပါတယ်။လီဗာပူးရဲ့ကစားသမားအခင်းအကျင်းကိုတစ်ချက်ကြည့်ကြရပါမယ်။ အလီဇန်ဂိုမတ်အာနိုနဲ့မော်တန်တို့ကထိုင်ရရနေတယ်။ရက်ဒလီကိုလည်းချက်ခိုင်မှုလွဲချက်တွေကြောင့်မလို့ချော့သုံးနေရတဲ့အနေအထားမှာရှိပါတယ်။ဘလိုနေနေဝက်ဆန်နဲ့ပွဲမှာတော့ဘရက်ဒလီပါဝင်ပါလိမ့်မယ်။ဘဟိုမှာကိုနာတီးနဲ့ဗန်ဒိုက်တို့ရှိပြီးတော့ဘဲအစွန်မှာရောဘတ်ဆန်ရှိပြီးဂိုးသမားကတော့ကလဲဟာပါပဲ။ကွင်းလင်ကတော့ထုံးစံအတိုင်းပဲဖြစ်နိုင်ပြီးတော့တိုက်စစ်မှုအဖြစ်ကတော့ဂျိုတာကပဲတောင်းရင်ယူကဆာလာနဲ့ဒီအက်စ်တို့ကတောင်းမန်တွေကနေဝန်းရံလာပါလိမ့်မယ်။ခြာချုပ်တစ်ပေါ်လက်မှတ်ရေးထိုးထားတာမကြသေးတဲ့မိုဆာလာစီကနေ သွင်းကိုးတွေကိုဒီပွဲစဉ်မှာပြန်လည်မြင်တွေ့လာရဖို့ရှိနေပါတယ်။အာနိုးထွက်ခွာတယောက်ရှိလို့စိတ်ပြက်နေတဲ့လီဗာပူးရံဝန်ကိုဖန်ဒိုက်ဆာလာတို့ရဲ့စာချုပ်သစ်တင်းတွေက အားအင်ပြေးစီခဲ့ပြီးဖြစ်ပါတယ်။အ ਨੇ ဆုံးနှစ်ကိုးပြတ်မဲ့ပွဲလိုပဲယူဆပြီးတော့အန်ဖီမှာအနီယာပဝါစတွေလွင့်ပြန်ရင်ပရီးမီးယားလိချန်ပီယံဆုအတွက်အရေးပါဆုံးသော ပွဲစဉ်တစ်ပွဲကိုအတူတူဆက်လက်ဆောင်ကြဉ်လိုက်ကြပါစို့။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။